မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ကနေပြီးတော့21ရက်နေ့အထိတပတ်စာချောင်းရံဆောင်ရံအတွက်တနင်္လာသာသမီတွေအတွက်ကန်စာတာခေါ်ဆစ်ပန်းကိုဆရာကတားတော့နဲ့ခေါ်ကြပြီးမှဖြစ်တဲ့အတွက်မိတ်ဆွေတနင်္လာသာသမီတွေအားလုံးအဆက်ဆက်ရရဘေးပြရမှန်မရဝေးကွာကြပါစေလို့ဆရာကဆုတောင်းထုတ်ပနာပြုသလိုက်ပါတယ်ဒီတနင်္လာသာသမီမိတ်ဆွေတွေ2025ခုနှစ်12ရက်နေ့ကနေပြီးတော့လကုံအတွင်းမှာမိတ်ဆွေတို့အတွက်မိမိတို့ရဲ့ရင်ထဲမှာ လုပ်ငန်းတစ်စတင်ခြင်းအလုပ်တစ်စတင်ခြင်းတခုခုကိုတော့အစ်စ်အပြောင်းလဲအစီအစဉ်တစ်ပလန်တစ်တွေကိုစတင်ရင်ကောင်းမလားသို့မဟုတ်ရင်လက်ရှိရှိနေတဲ့အလုပ်တစ်ခုကိုပဲဘယ်လိုပုံစံလေးနဲ့တွားပြီးတော့စတင်အကောင့်တွေပေါ်ရင်စဉ်းစားရင်ကောင်းမလဲဆိုတာမျိုးတွေစိတ်ကူးတဲ့အတွေးတဲ့အကြံဉာဏ်တစ်တွေကိုစိတ်ကူးတွေးခေါ်နေတော့ကာလ အလုတ်တဲ့လမ်းစားအစ်တစ်တွေဖောက်ဖို့လိုအပ်နေတော့ကာလဖြစ်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီဇိုင်းဆွဲခြင်းစိတ်ကူးတဲ့ဖောက်ခြင်းလမ်းစားဖောက်ခြင်းတိဆောက်ခြင်းစတင်ခြင်းတွေအတွက်တော့အင်မတန်ကောင်းမွန်သောအတွေ့အကြုံအင်မတန်အတွက်အကွက်ကြကြစနစ်တကျနဲ့စီစဉ်ရင်အနာဂတ်မှာအေးချမ်းတဲ့အရာတွေမိမိမျှော်လင့်ထားသလိုဖြစ်လာမယ်ဆိုတော့ကံမျိုးဖြစ်တဲ့အတွက်တော့အထွေးခေါ်ကောင်းစိတ်ကူးကောင်းအကြံဉာဏ်တဲ့စိတ်ကူးတဲ့တွေကိုအကောင်းဆုံးသုံးချပြီးလှုပ်ဆောင်ရင်ကံတရားရဲ့အထောက်အပံ့တွေကိုရရှိမှာအတေချာပဲဖြစ်တယ်အလုတ်က အလုတ်ကိုင်းနဲ့ပတ်သက်လာရင်တော့ငွေကြေးနဲ့ပတ်သက်လို့အကုန်ကြအများနေတာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်လို့ဝင်တော့ဝင်နေငွေကြေးနဲ့ပတ်သက်လို့အလုတ်ထဲမှာရင်းလိုက်ရတာမျိုးသို့မဟုတ်လို့ရှင်လုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်လာတဲ့အခါမှာငွေကုန်ကြေးကြအများနေရတာမျိုးလေးတွေအမြဲအစွန်းအားနေနေတာမျိုးလေးတွေဖြစ်ရတတ်တယ်ငွေကြေးနဲ့ပတ်သက်လို့ရှင်အလိန်ခံရတာမျိုးလေးတွေလူယုံတက်တာမျိုးလေးတွေသတိပြုစင်ကြယ်ရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာတဲ့ခါတနင်္လာသာသမီမိတ်ဆွေတွေကလက်ရှိကာလအတော်တွေမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အကျောနဲ့ပတ်သက်တာမျိုးလေးတွေကြောက်ကတ်နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့တာမန်ဖက်သတိထားရလိုအပ်သောအပတ္တကာလပိုင်းခြားဖြစ်ပြီးတဲ့အခါကျမ်းမာကြီးနဲ့ပတ်သက်လို့အကျောတို့ကြောက်ကတ်တို့အစင်းမြင့်တို့နဲ့ပတ်သက်ပြီးတဲ့အခါသတိထားစင်ကြီးမှာငကူကယောဂအဟောင်းရှိတဲ့မိတ်ဆွေများကိုယောဂအသည့်ပြန်လဲဖြစ်တာမျိုးလေးတွေအဲယောဂဝေဒနာအဟောင်းကိုပြန်လဲပြီးတော့ခံစားရတာမျိုးလေးကြုံရတတ်တဲ့အတွက်အရာရာကိုမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာတော့ တီဗျူးစင်ရအတွက်တော့ကျမကြီးလည်းပတ်သက်လို့တာမန်ထက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အလင်းဆက်လို့ဆုံးဖြတ်ဆောင်ရွက်တာမျိုးတွေဒီအင်မတန်အားနည်းစေတော့အပတ်တာကာလဖြစ်ပါတယ်။စိတ်ထဲမှာစက္ကနဲပေါ်လာတာမျိုးတွေကိုအလင်းဆက်လို့လောက်တာမျိုးလော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 ဝုန်းတိုင်းတိုင်းဆုံးဖြတ်တာမျိုးတွေဟာအမှားကိုဖြစ်ပေါ်စီပြီးတဲ့အခါဒေါသနဲ့ဖြည့်ရှင်းချင်းပြဿနာတစ်ခုခုကိုအဲဟိုစနလို့ပေါ့ အလင်းစလုံးဖြည့်ချင်းချင်းတွေတို့ကမိတ်ဆွေတို့တွေနဲ့တွေးယူတွေးတာတွေးပြက်ပြီးတော့ဖြည့်ချင်းချင်းတွေအတွက်တော့သတိပြုစင်ညာလိုအပ်ပြီးတဲ့အခါဘာကိုဖြည့်ဖြည့်အေးအေးကလေးနဲ့အကွက်ကြကြအစီစဉ်ကြကြလုပ်ရင်ဒီအပတ်တာတော့ဒီမှာတနင်္လာတော်ဒီမိတ်ဆွေတွေကိုကတော့အစင်မပြေနိုင်ကြရမအောင်မြင်နိုင်ကြရဘာမှမရှိဘူးတဲ့အခက်အခဲတွေကြားရရနေရုံးထွက်နိုင်တဲ့အပတ်တာကလာအပိုင်းချဖြစ်ပါလေတဲ့အလုံချနေသူတွေ လုပ်ငန်းနှစ်ခုအလုံးနှစ်ခုဖြစ်နေတာမျိုးလုပ်ငန်းနှစ်ခွအလုံးနှစ်ခွဖြစ်နေတာမျိုးဒါကိုလုပ်ရင်ကောင်းဟိုကကိုလုပ်ရင်ကောင်းဆိုပြီးတော့ဆုံးဖြတ်ရတာစဉ်းစားရတာကြံ့ကြာနေရမျိုးလေးတွေနဲ့ကြုံတွေ့နေရတဲ့အတွက်လက်ရှိကာလတော့ဒီမှာဆိုရင်တော့မိမိတို့အနေနဲ့တည်ချရှာစဉ်းစားဆုံးဖြတ်ဖို့လိုအပ်ပါတယ်အထူးသဖြင့်တော့မတည်ကြတဲ့အရာတွေကိုအဲဆနာလိုမျောလင့်နေတာမျိုးလေးတွေထပ်စားလို့ရှိရင်လက်တွေ့မှာတိတိကျကျစတင်ပြီးတော့ကိုလုံနိုင်တဲ့အတိုင်းအတာတစ်ခုကနေအကောင့်ပဲပေါ်ခြင်းတိဆောက်ခြင်းတွေအတွက်တော့အားသာကောင်းမှုပြီးတော့ တိုးတက်စေပါတယ်ငွေချင်းနဲ့ပတ်သက်လို့တတိထားပါငွေလိန်ခံရတာမျိုးတွေလူလိန်ခံရတာမျိုးလေးတွေငွေချင်းနဲ့ပတ်သက်လို့ရှိရင်အစုချေရစုချင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိပြုစင်ကြရအတွက်တော့လိုအပ်သောကာလအပိုင်းချဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စလေးတွေကြောင့်သို့မဟုတ်အမေကြောင့်အမအကြောင့်အရှိရေးမေတ္တာရင်းတွေကြောင့်ငွေကုန်ကြေးကြများရတက်ပြီးငွေမမြဲသောကာလဝင်ဝင်နဲ့ထွက်ငွေဟာဝင်လင်းနဲ့ထွက်လေကဲ့သို့ဖြစ်နေတဲ့တော့လာဖြစ်ပြီးတော့ငွေချင်းနဲ့ပတ်သက်ရင်တော့လက်ထဲမှာဝင်လာရုံကိုမမြဲတက်သောကာလဖြစ်တဲ့အတွက်တော့ဒီချက်လေးကိုတင်းနေတာတော့မိတ်ဆွေတွေအနေနဲ့ review စင်ရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အာသာကောင်းမှုနဲ့အရာလေးတွေကိုဖော်ပြပေးပါစီဒီပတ်တာကာလတော့ဒီမှာ မိတ်ဆွေတို့ခရီးသွားခြင်းကိစ္စလေးတွေအကျိုးပေးတယ်ပတ်စပို့တွေဗီဇာတို့နိုင်ငံခြားတို့ရက်ဝေးတို့ပြည်ပတို့ခရီးသွားတို့နဲ့ပတ်သက်ရှေ့တို့ဆောင်ရလုတ်ဆောင်ရအသာကောင်းမှုတိုးတက်နိုင်ရဲ့စက်ပစ္စည်းရင်းအစ်စ်ဝယ်တာမျိုးလေးတွေပိုင်ဆိုင်ရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိသားစုဝင်တွေထဲမှာကျမ်းမာရေးညံ့နေတာမျိုးသို့မဟုတ်မိသားစုဝင်တွေထဲမှာစီးပွားရေးအခက်အခဲတွေဘာလို့လို့အဆင်မပြေကြံ့ကြာနေတဲ့ဆိုရင်တော့ဖြင့်မိမိအနေနဲ့ခရီး တို့တစ်ခုလေးကိုထွက်လိုက်တာမျိုးခྱི་သွားတာမျိုးတို့မဟုတ်လို့ရှင်တနေရရကိုခྱི་ထွက်တယ်လို့မိတ်ဆွေတို့အနေနဲ့လမ်းခྱི་မှာတို့မဟုတ်မိမိအိမ်ကနေရှင်းနှချောင်းအချင်းထွက်ပြီးတော့အဲညအိတ်ထွက်သွားလိုက်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုအဲမကြခင်မှာပဲပြန်လဲပြီးတော့တိုးတက်တာမျိုးလေးတွေဘာလို့လို့အဆရှာခတ်နေရင်ဒီလိုလေးလောက်လိုက်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ကာလဖြစ်ပါလေခင်ဗျာ ို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီအပ္ပတ္တကာလအပိုင်းခြားထဲမှာဆိုရှင်တော့ရေလန်းခရီးနဲ့ပတ်သက်တာမျိုးလေးတွေအလှကုန်နဲ့ပတ်သက်တာမျိုးတွေကုတန်းရောင်းဝယ်ရေးနဲ့ပတ်သက်တာမျိုးတွေခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေအချက်တို့ဆောင်ကအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ကာလဖြစ်ပြီးတဲ့အခါရဝေးမှရှိတဲ့မိတ်ဆွေတွေရဲ့သတင်းကောင်းတွေကြားရတာမျိုးလေးတွေရဝေးဝေးကွာနေတော့သူတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိတာမျိုးလေးတွေဂျုံဝတ်တက်သောအပ္ပတ္တကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာစက်ပစ္စည်းရေနဲ့ပတ်သက်လို့အစ်စ်ဝင်တာမျိုးတွေဝယ်ရတာမျိုးလေးတွေဂျုံဝတ်တက်သလိုမိတ်ဆွေတို့အနေနဲ့အဲ လူဝေးကိစ္စလေးတွေပရိဟိတကိစ္စလေးတွေကြောင်းမျက်နှာပွင့်လန်းသောကာလဖြစ်ပါတယ်ခင်ဗျာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အရွှေပြောင်းလုပ်ရန်ပြင်ဆင်နေတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲယာရုလုပ်ငန်းကိုင်ခင်းနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ယာရုတိုးတာမျိုးယာရုတက်တာမျိုးတတင်းကြရတာမျိုးနေရာထိုင်ခင်း OH ချမ်းမြေနေရာနဲ့ပတ်သက်ပြီးတော့ဘယ်နေရာကိုပြောင်းရင်ကောင်းမလဲသို့မဟုတ်ဘယ်နေရာဒေသကိုပြောင်းလဲပြီးတော့ကြနိုင်လဲဆိုပြီးတော့ညှော်လင့်ထားတဲ့မိတ်ဆွေများချစ်တို့ဆောင်ရလောက်ဆောင်မှာပြောဆိုပါတွန်းအားပေးပြီးလို့ပါအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ လူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်တော့ဒရီကြီးကြီးထားရမယ့်ကာလဖြစ်ပါတယ်အဲငကူကခြေဆော့လက်ဆော့အဲမိတ်ဆွေများကြီးစားပွေတဲ့လူငယ်မိတ်ဆွေများအနေနဲ့ကတော့အရှင်ရင်းနဲ့ပတ်သက်လာရင်အချက်ခွဲခံရတာမျိုးလေးတွေပြဿနာတက်ရတာမျိုးလေးတွေမျက်နှာပြစရာမဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ပฏิပြုစင်ကြံလိုအပ်ပါတယ်သမီးကြီးစားများအနေနဲ့ကတော့တုံးနဲ့တူတူတယောက်နဲ့တယောက်ဆေးဆက်ကြောင်းလန်းခြင်းမျိုးအိမ်တော်ပြုခြင်းလက်ထပ်ခြင်းတွေတို့ကတိုင်ပင်ခြင်းညှိနှိုင်းခြင်းဆွေးနွေးခြင်းတွေတို့ကတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းဆက်ဖြစ်ပြီးတော့ အိမ်တော်ရှင်များအဖို့ကတော့သာသမိယေရနာထွန်ကားခြင်းသို့မဟုတ်အိမ်တော်ရင်းနဲ့ပတ်သက်လာရင်နားလည်မှုရရှိခြင်းတွေတွေးအင်းနေတော့အိမ်တော်ကြီးတွေမှာနှွေးထွေးမှုတွေရရှိလာတာမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့ပြည်လဲရပြည်လဲကြောင်းတယောက်နဲ့တယောက်ညှိနှိုင်းတိုင်နေဆောင်ရည်အာသာကျတုတက်ခြင်းတွေကံကောင်းစီသောကာလဖြစ်ပါလေခမရအဆောင်လက်ပွဲကြီးရရှိတတ်တဲ့ရွှေဝင်တတ်တဲ့ဒါအပြင်မိတ်ဆွေတို့အနေနဲ့အကူတန်းရောင်းဝယ်ရေးဆိုင်ရာတွေအငှပဆိုင်ရာကိစ္စလေးတွေလက်ဆောင်ပစ္စည်းရရှိတတ်သောကာလပိုင်းခြားဖြစ်ပါလေခမရတို့အပြင်မိတ်ဆွေတို့အနေနဲ့ရင်ထဲမှာစိတ်ထဲမှာ တခုခုကိုဖြစ်ပေါ်လာမလာသေးခင်မှာကြိုပြီးတော့တည်နေတာမျိုးစိတ်ကြီးလေးနေတာမျိုးငမိတ်ပြနေတာမျိုးကြီးရှိလို့ရှိရင်မိမိတို့ဟာဒီကလာဟာစိတ်ခံစားချက်ကိုယုံပြီးတော့ဟောငါတို့စိတ်ကြီးလေးနေတယ်မလုပ်သင့်ဘူးဆိုတာမျိုးငါတို့စိတ်ကြီးကြီးလင်းနေတယ်ဆိုတဲ့အပိုင်းလေးနဲ့ရွေးချယ်ပြီးအရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ အားနေပါလေအပေါင်းသင်းမှားနေတာမျိုးပညာရေးနဲ့ပတ်သက်လာရင်ဘာမှအကျိုးမရှိတဲ့ပညာရက်တွေကိုဝါသနာပါနေတာမျိုးသို့မဟုတ်ရင်ကိုဖြစ်ရှင်တဲ့လမ်းကြောင်းနဲ့သင်ယူနေတဲ့လမ်းကြောင်းလွဲနေတာမျိုးတွေကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ ပညာရေးနဲ့ပတ်သက်လာရင်တော့လက်ရှိဟာသတိကြီးကြီးထားရမယ့်ကာလဖြစ်ပြီးတော့အိမ်တွင်းရေးပြဿနာလေးတွေပဋိပက္ခလေးတွေသတိပြုစင်ကြရလိုအပ်ပါတယ်မိသားစုကိစ္စအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကျများရတာမျိုးလေးတွေအဲတယောက်နဲ့တယောက်တူးနဲ့တူးမိသားစုကိစ္စအိမ်တွင်းရေးကိစ္စတွေမှာနှိမ့်နိုင်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့အမွေကိစ္စတွေအမှုကိစ္စတွေနဲ့ပတ်သက်ရင်ကိုကိုယ်တိုင်ဥစဉ်ဥဆောင်ပြီးစကားမပြောတာအကောင်းဆုံးကာလဖြစ်ပါတယ် ဒီလဟာလုပ်ငန်းတစ်ဆချင်းလှုပ်လှုပ်ချက်ချလှုပ်ချင်းသို့မဟုတ်ရင်မိမိတို့အနေနဲ့လုပ်ငန်းတစ်အကြံစီတစ်နဲ့ခီးတစ်တွေကိုစတင်ပြီးတော့အကောင့်တွေပေါ်ရင်ပလန်ကြကြအချရင်အားသာကောင်းမှုတိုးတက်နိုင်တော့အပတ္တကာလပိုင်းခြားဖြစ်ပါလေခင်ဗျာအဲငကောကယာဓုမတိုးတဲ့သူတွေအတွက်ယာဓုတိုးဖို့အတွက်တော့အခွင့်အလမ်းကောင်းတဲ့တွန်းအားပြီးပြောဆိုရင်အားသာကောင်းမှုတိုးတက်ပါလေဒီလတာတော့ဒီမှာတနင်္ဂနွေသားလို့မိတ်ဆွေများအဖို့ အဲဘာကိုဖြစ်ဖြစ်ငလင်းစလို့အလောတကြီးမဆုံးဖြတ်ဖို့ပဲလိုအပ်ပါတယ်တတိထားစင်နေရမှာတော့ဘာကိုမဆိုမိတ်ဆွေတို့အနေနဲ့တခုခုကိုပြောဆိုတဲ့အခါမှာမျိုးတွေကြလို့ချင်းမိတ်ဆွေတို့အနေနဲ့လိုရာကိုတိုက်ရိုက်ပြောဆိုခြင်းထက်သွယ်ဝိုက်ပြီးပြောဆိုပါမိမိဖြစ်ချင်တဲ့အရာကိုခြေတန်းတင်ပြောတာမျိုးတွေမှာတတိပြုစင်ခြင်းပေးရန်အတွက်တော့လိုအပ်သောကာလအပိုင်းချဖြစ်ပြီးတော့လက်ဆုပ်လက်ကတိတိကျကျမိမှပြောဆိုခြင်းတိတိကျကျရမှအဲ တိုင်ပင်ချင်းတွေလောက်တာပုံမကောင်းမွန်တဲ့ကာလဖြစ်ပြီးတော့သတိပြုစင်ကြင်ရအတွက်လိုအပ်တယ်လို့မဖြစ်လာသေးတဲ့ကိစ္စတွေကိုကြိုတင်ပြောတာအဖြစ်တွေဝင်တတ်ပါလေဒီလာတာတော့ဒီမှာအချိုးပေးစီတော့နေသားအနေနဲ့ဆိုရင်တော့စနေသားသမီးတို့မဟုတ်ဗုဒ္ဓဘုရားသမီးတွေရဲ့အကူအညီကိုရယူဆောင်ရွက်ပါအချိုးပေးတော့အယောင်အနေနဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့အစိမ်းရောင်အညိုရောင် အနီရောင်နေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါလေ။ဘာကိုဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့အနောက်ဆူဆူရက်တွေကိုမျက်နှာမူပြီးခရီးသွားတာမျိုးတိုင်တယ်တာမျိုးလှုပ်ဆောင်မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်တော့လက်ကုပ်ကလေးခုနှစ်ချက်တီးပြီးတော့ဆူတောင်းလိုက်ပါ။ဒါဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းထွက်ရောင်းကပ်သွားပါလိမ့်မယ်။အဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အောင်မြင်အစဉ်ပြေတိုးတက်စီရန်အတွက်ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အလားစပွဲမှာနှစ်စီပန်းအနီရောက်သုံးပွင့်ကိုလှူဒန်းပြီးတဲ့အခါအမွေးလေးစဖျံပြင်းကကောင်းလာမှာအတေတာပဲဖြစ်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကနေ့လာတော့သမီးမိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေ။ဆီယံကနာပြည်နေမိချင်းခွန်ကိုတုံညာနေကိုတုံညာ၄တခြား7902204416ကိုအာတယ်လီဂရမ်မှာဖြစ်စေ။ Viber နံပါတ်မှာ963505နဲ့မှာဆက်သွယ်မိများနိုင်ကြောင်းနဲ့နောက်ဗီဒီယိုမှာပြန်ဆုံမယ်ဆိုတဲ့အကြောင်းပြောရင်းအားလုံးပဲ